အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြေဆုံးကြပါစေ Midnight Football တောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေအဲကျွန်တော်ဒီနေ့မှာဘာကြောင်းပြောချင်တာလဲဆိုလို့ရှိရင်မနေ့ညကကန်သွားတဲ့ဒီ Brentford အသင်းနဲ့ Liverpool အသင်းတို့ရဲ့ပွဲပြီးသုံးသပ်ချက်လေးကိုပြောရင်းနဲ့တချို့ချို့သောအမြင်လေးတွေကိုကျွန်တော်ထည့်ပြီးတော့ဆွေးနွေးသွားချင်တာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ဒီဗီဒီယိုလေးကိုကျွန်တော်ရလိုက်တာလည်းဖြစ်တယ်အဓိကအပြင်ဆိုလို့ရှိရင်တော့ဗျာဗျာဒီမဆခင်ကဟို Liverpool အသင်းတို့မျိုးချင်နေဖြစ်မယ်လို့ပြောလို့ရှိရင်တော့ဘယ်သူမှယုံမယ်လို့မထင်ဘူးဗျာဘာလို့လဲဆိုတော့ဟိုဖြစ်ဖြစ် ြောင်းလဲမြန်ဆန်သွားတာတွေကတော်တော်လေးမြန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ Liverpool ကတောက်လျှောက်ရာသီအစမှာတော့ခြေစွမ်းနေကောင်းခဲ့တယ်ပြီးတော့စပြီးတော့အဲခြေစွခြေချော်လိုက်တဲ့ပွဲကနေစလိုက်တာပဲအဓိက Crystal Palace ကိုရှုံးတဲ့ပွဲကနေစတာပေါ့နော် အဲ့နောက်ပိုင်းမှာတောက်လျှောက်လီဗာပူးကတောက်လျှောက်ချေချော်သွားတာပေါ့နော်ပြီးတော့ယာတီအစတုန်းကကောင်းခဲ့တယ်ဆိုပေမဲ့အဲ့ဒီကောင်းတဲ့အချိန်တုန်းကလည်းအာဒီမှာစီးပမာကြီးဆော့ပြီးတော့ဂိုးတွေပြတ်ပြီးတော့အဲ့လိုမျိုးနိုင်ခဲ့တာမဟုတ်ဘဲနဲ့ဒါပွဲပြီးကန်ဒီကြားမှာဂိုးတွေကောက်ကောက်သွင်းပြီးတော့နိုင်သွားတဲ့ပုံစံမျိုးနဲ့ကက်ကက်ပြီးတော့ဒီအရန်ကိုကျင်းမြောင်းတဲ့မာဂျင်လေးတစ်ခုနဲ့နိုင်လာတာပေါ့နော်ဆိုတော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်အဲ့ဒီ impact ကတွားပြန်ပြီးတော့ထိနေတယ်လို့ပဲပြောရမှာပေါ့ဆိုတော့အခုနောက်ပွဲစဉ်မှာဆိုလို့ရှိရင်အတင်းအစည်းပိုင်းနဲ့မဆော့နိုင်ဘူးအဲ system တစ်ခုလုံးလည်းတော်လေး fail တော့ failure ဖြစ်သွားတာ ောင်လဲကျွန်တော်သတိထားမိတယ်ကစားသမားရဲ့ကြားမှာယုံကြည်မှုလည်းပျောက်သွားပြီးတော့နားလည်မှုလည်းမရှိတော့ဘူးပေါ့နော်ပြီးတော့ကျွန်တော်အခုအချိန်မှသာဟိုခေါင်းထဲမှာပြန်ပေါ်လာတာပါလဲဆိုတော့ Trent Alexander-Arnold နဲ့ 3ယောက်ပေါ့ဗျာ Trent Alexander Arnold ရဲ့ Diego Jota ရဲ့အာပြီးလို့ရှိရင်ဒီ Luis Diaz ရဲ့ပေါ့နော် Bayern Munich ကိုပြောင်းသွားတဲ့ Luis Diaz ရဲ့အဲ့ဒီ3ယောက်သာရှိနေအောင်မယ်ဆိုလို့ရှိရင်အတင်းကတခုခုဖြစ်နိုင်နေဆိုတော့ခံစားချက်မျိုးခံစားနေရတဲ့အခုချိန်မှာပေါ့နော်အာပြီးတော့နောက်ထပ်ဒီ Darwin Nunez ပေါ့နော် Darwin Nunez ဆိုလည်းအတင်းပါဗျာသူက finishing မကောင်းဘူးလို့တောင်ကန်မြောက်ကန်ဖြစ်တယ်လို့ဘယ်တော့ပဲပြောပါစေရောသူ့ရဲ့ဒီအပြေးတစ်ပေါက်နဲ့သူ့ရဲ့တိုးဝါးရုံးဝါးတွေကကြတော့ဘာပဲပြောဗျာသိမလားဟို space တွေကိုအလူကြီးတွေရာသွားစေတယ် ယ်တီကိုတကယ်ကိုသူ့ရဲ့ impact ကကြီးခဲ့တာပေါ့နော်ဆိုတော့အခုချိန်မှာဆိုရင်ဒီကစားသမား၄ယောက်ကို Liverpool fan တွေမှန်လို့ရှိရင်လွမ်းနေအောင်မယ်တော့ထင်တယ်ဒီချိန်မှာခေါင်းထဲဘာထပ်ပြီးဝင်လာရှိလဲဆိုလို့ရှိရင် Jurgen Klopp ကထားခဲ့တဲ့အတင်းကပြီးခဲ့တဲ့နှစ်ကဒီဆက်လိမ့်နေပြီးတော့ဒီဟာဒီကြမှာလုံးဝအသွင်သစ်အမြင်သစ်နဲ့ဖြစ်သွားတဲ့အချိန်မှာကစားသမားတွေတွေပေါင်းထလှတဲ့အချိန်မှာအဲ့ဒီအချိန်လေးကတန့်သွားပြီးတော့ Arnestor ရဲ့သူ့ခြေသူ့လက်သူ့ idea တွေအကုန်ဖြစ်သွားတဲ့အချိန်မှာဆိုရင်တော့တိုင်စပတ်တယ်ဆိုတဲ့အနေအထားမျိုးကိုကျွန်တော်မြင်ရတာလीတော့လေ ရှိလာတယ်ဗောနော်ဒါကတော့ဟိုကျွန်တော်ကကိုယ့်အသိမဟုတ်လို့ကျွန်တော်တိတ်မပြောတာပဲရှိတယ်ဒါပေမဲ့မြင်တာတော့တစ်ချက်ထောက်ပြမယ်ဟိုသဘောတဘာဝရှိတယ်ဗောနော်အเจ้าမလို့ကျွန်တော်ဒါကိုလာပြီးတော့ပြောပြပေးတာဗောနော်ဆိုတော့ကျွန်တော်အသိဘက်ပြန်လှည့်အောင်ဆိုတော့မင်းညာအကန်ကဲဘရန်ဖို့တင်းနဲ့လီဗာပူးတင်းရဲ့ပွဲစဉ်မှာ Brentford က3-2ဆိုတဲ့ result နဲ့ပြပြသားပဲနိုင်သွားတယ်ပေါ့နော်။ဒါကနောက်ဆုံးပွဲပြီးကန်ဒီကြောင့်မှမိနစ်88မိနစ်လောက်ကြာမှမိုဟာမက်ဆာလာကချီပါကိုတကူတကူတော်ဆွမ်းနဲ့ပြန်ပြီးတော့သွင်းပေးသွားလို့ပေါ့နော်။အဲ့ဒါမတိုင်ခင်တော့ဆိုရင်3-1နဲ့တောင်မှရှုံးနေတာ။အစစအချင်းမှဆိုလို့ရှိရင်လည်းဒါ1-0ပြီးတော့2-0ပြီးတော့မှ2-1ပြန်ဖြစ်တယ်ပြီးတော့3-1ဖြစ်ပြီးတော့မှ3-2ဖြစ်သွားတာပေါ့နော်။အဲ့လိုနေသားမျိုးလိုကြည်ချင်းအပြင်းဆိုရင် Brentford အတင်းကဒီဟာဒီမှာအရင်ကြီးကောင်းနေတယ်တော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့အတင်းကြီးတွေဆိုလို့ရှိရင်တော့တို့ကဖြုတ်ထားတာတော့တွေ့ရတယ်။အ Man United အသင်းကိုဆိုလို့ရှိရင်3-1နဲ့သူတို့နိုင်ထားတယ်။အဲဒီတစ်မှတ်မှာ Liverpool အသင်းဆိုလို့ရှိရင်လက်ရှိချန်ပီယံအသင်းကိုလည်း3-2နဲ့နိုင်တာဆိုတော့သူတို့တော့တကယ်ကိုကောင်းမွန်တဲ့ရသက်တပတ်တွေဖြစ်မှာလို့ထင်တယ်။ပြီးတော့နီးပြ Kate Andrews ကလည်းဘာပဲပြောပြောဗျဟိုပြောရင်းဆိုရင်းနဲ့ပဲတပြေးပြေးနဲ့အသားကျလာပြီးတော့အသင်းကိုကောင်းအောင်လို့စွမ်းဆောင်လာနိုင်တာတော့တော်လေးချီးကျူးရမယ်လို့ပြောလို့ရတာပေါ့နော်။တစ်ဖက်က Arnest Law Arnest Law ဒီမှာကတချို့ idea တွေ run out ဖြစ်သွားပြီးတော့ဟိုတိရမလားဒူတယောက်ကဗျာ အဲ့လိုအရှုံးလုံးထဲမှာနစ်နာများလို့ရှိရင်တခါကျရင်ပြားတွေခတ်ပြီးတော့ဘာလို့လုံးအောင်မသိတော့ဘူးဆိုတော့အနေထားမျိုးတွေဖြစ်တတ်တယ်လीအခုလီဗာပူးဖြစ်နေတဲ့ပုံစံအဲ့လိုပုံစံမျိုးဖြစ်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဘာလို့လဲဆိုတော့ ဒီကန်သွားတဲ့ပုံစံမှာဆိုလို့ရှိရင်တယောက်တစ်ယောက်ကယုံကြည်မှုနားလည်မှုအကုန်ပြောင်းနေတယ်တင်ပလင်းလည်းမရှိတော့သလိုအရင်တော့ချခဲ့တဲ့ Jagen Clock လက်ထက်မှာချခဲ့တဲ့ system တစ်ခုလုံးကလည်းပြုတ်ခဲသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်အကြောင်းမလို့အတင်းကအခုချိန်မှာဆိုရင်တော်တော်လေးယုံကန်နေရတယ်ဆိုရဲအနေထားမျိုးတီကိုရောက်သွားတယ်လို့ပြောလို့ရတယ်ပြီးတော့ကစားသမားတစ်တရားလုံးဝအတင်းနဲ့အံမဝင်ဘူးပေါ့နော်အဲ့လိုအနေထားမျိုးတွေကတော်တော်လေးဆိုရဲ Florian Verz ဆိုလည်းဒါကျွန်တော်တို့ကဒါသိရမလားဒီ Champion League မှာနှစ်ဂိုး assist ရတယ်ဘာညာပြောထားတယ်ဆိုပေမဲ့ဒီလို Premier League မှာဆိုလို့ရှိရင်တော့အခုချိန်တီကိုသူကတိုင်ပတ် နေတော့မှာပေါ့เนาะအเจ้าမလို့ Liverpool တင်းရဲ့ ဒီ system တစ်ခုလုံးပြန်ပြီးတော့တက်မှတ်ဖို့ဒီအနိုင်ပွဲပြန်ရဖို့ဆိုလို့ရှိရင်တော့ Arnesto အနေနဲ့ winning method ဒီ winning method လက်ဒီလို့ခေါ်လို့ရတယ်အဲ့ဒါတစ်ခုပြန်ပြီးတော့ထည့်ပြီးမှရမယ်လို့ကျွန်တော်ကထင်တယ်သူတို့ဖြစ်နေတဲ့ပုံစံဘာနဲ့သွားဆင်လဲဆိုတော့ပြီးခဲ့တဲ့နှစ်တုန်းက Manchester City ဖြစ်ခဲ့တဲ့ပုံစံမျိုးပေါ့နော်အဲအစာပိုင်းမှာတော့ဟုတ်တယ်ပြီးလဲပြောတောက်လျှောက်ထိုးကြသွားလိုက်တာမနေ့ကပြန်ပြီးတော့ဆွဲတင်ရတဲ့အထိကိုအခြေအနေဆိုးသွားတဲ့အထိကျွန်တော်တို့ဖြစ်ခဲ့တယ်ပေါ့နော်ဆိုအဲ့လိုအနေအထားမျိုးတိုင်း Liverpool ကအခုကြုံနေတာလို့ပြောလို့ရတယ်ဆိုတော့ Dario ဘယ်လိုမျိုးပြန်ပြီးတော့တက်မှတ်မလဲ ကစားသမားတွေရောဘယ်လောက်ထိအာဒီ effect ဖြစ်မလဲပေါ့နော် ပြီးတော့ Arne Slot ကရော Liverpool တင်းနဲ့တကယ်တော့တင်းတော်ရဲ့နီးပြောက်ဖြစ်ရလားပြီးခဲ့တဲ့ရာသီကကျတော့ကျွန်တော်တို့ကဒါ Arne Slot ကိုတော်တယ်ဘာညာချီးကျူးခဲ့ရမယ်ပွင့်လင်းပြောရမယ်ဗျာတိရမလားအမုန်းခံပြောရမယ်ဆိုရင် Jurgen Klopp ချပေးခဲ့တဲ့လမ်းကြောင်းလေးပေါ်မှာ तू ကအသာလေးတက်လျှောက်လိုက်အောင်ပဲပေါ့နော်ဘာမှတေချာပြုပြင်ပြောင်းလဲခဲ့ရတာမဟုတ်ဘူးပေါ့နော်ဒီနေ့ကျမှပဲ तू အတွက် impact သွားကြီးနေတာလို့ပြောလို့ရတယ်အဲကြောင့်မလို့မနေ့ညရုံးခဲ့တဲ့ပွဲစဉ်ပြီးမှကျွန်တော်မြင်ခဲ့တဲ့ အတွင်းမြင်လေးတို့ကျွန်တော်အပေါ်သုံးသက်ချက်လေးပြန်ပြီးတော့လုပ်ပေးကြတာဖြစ်ပါတယ်။လူကြီးမင်းတို့ဆိုလို့ရှိရင်ရောညာလီဗာပူးတဲ့နဲ့ပတ်သက်ပြီးတော့ဗာပြောချင်တာလေးရှိတယ်။အတင်းကလောက်ဒီစိုးရွားဖြစ်သွားမယ်လို့ရောထင်လားပေါ့နော်။အခုအချိန်မှာပြည်ပြင်ပြောင်းလဲရမယ်ဆိုလို့ရှိရင်ရောနီးပြအနေနဲ့ကစားသမားတွေကိုဘယ်လိုမျိုးပြည်ပြင်ပြောင်းလဲမလဲ။နီးပြကိုယ်တိုင်ရောဘယ်လိုမျိုးကစားကွက်တွေပြည်ပြင်ပြောင်းလဲဖို့လိုမလဲပေါ့နော်။ ပြီးတော့ဒီထွက်ခေါ်သွားတဲ့ကစားသမားတွေရဲ့ impact ကောအလောက်ထိကြီးလားဆိုတဲ့ဥစ္စာလေးကိုလည်း comment မှာဝင်ပြီးတော့ဆွေးနွေးကြလို့ရပါတယ်ကျွန်တော်ရဲ့ channel ကိုကြိုက်တဲ့တယ်ဆိုလို့ရှိရင် like and subscribe like and follow နဲ့ပြီးကူညီကြလို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြာမှပြန်လဲဆွေးနွေးကြတာပေါ့